အားလုံးပဲမင်္ဂလာပါ။တကြာနေ့ကနေပြန်လဲကြိုဆိုပါရစေ။ကျမကတော့မြို့ပါ။ဒီခါမှလည်း GLPD M5 level မင်းနာနော်နီဟွန်ကောဖတ်စာထဲကသင်ခန်းစာဆက်တဲ့ lesson 11ရဲ့ vocabulary list တွေကိုတူတူလေ့လာမှာပဲဖြစ်ပါတယ်။ပထမဆုံးတွေ့ရတဲ့စကားလုံးလေးက emas 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 ကသက်ရှိတွေမှာရှိသည်သို့မဟုတ်ဖြစ်သည်လို့အဓိပ္ပာယ်နဲ့သက်ရောက်ပါတယ်။ဥပမာခေါဒိုမိုက emas ခေါဒိုမိုက emas ဆိုရင်ခလေးရှိတယ်။နီဟွန်နီ emas နီဟွန်နီအီမတ်ဆိုရင်ဂျပန်မှာရှိတယ်ဂျပန်မှာနေတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါနောက်တစ်လုံးကခါခါရီမတ်ခါခါရီမတ်ခါခါရီမတ်ဆိုတာကအချိန်အဖြစ်ဆိုရင်ကြာမြင့်သည်ပေါ့နော်ငွေကြေးအဖြစ်ဆိုရင် ကုန်ကျသည်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နောက်တစ်ခုကယာဆူမီမတ်ယာဆူမီမတ်ယာဆူမီမတ်စကအနားယူသည်ပေါ့နော်ကုမ္ပဏီတွေပါလေဆိုရင်တော့ခွင့်ယူသည်လို့လည်းသုံးလို့ရပါတယ်ခိုင်ရှာအိုယာဆူမီမတ်စခိုင်ရှာအိုယာဆူမီမတ်စဆိုရင်ဒီနေ့ ကုမ္ပဏီကနေခွင့်ယူထားတဲ့အလုပ်အစမျိုးလေးပေါ့နော်နောက်တစ်ခုကကျ Ringo 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 က Bandi Mikan 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 က Lemodi Sandwich 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 က Sandwich ပေါ့မို့ပေါ့နော် Kare Rice Kare ဆိုတာက Curry ပေါ့နော် English လို့ကိုခန္ဓာခန္ဓာနဲ့ရေးထားတယ် Kare ။နောက်ဒေါင်ကွင်းလေးရကြတော့ရာအီဆုရာအီဆုဆိုတာက rice ထမင်းပေါ့နော်။ကာရဲရာအီဆုဆိုရင် curry ထမင်း ice cream ice cream ice cream ခိတဲခိတဲခိတဲကစာပို့တဲ့တစိကောင်။ဟာကာခိဟာကာခိဟာကာခိက postcard လျော်ရှင်း လျောရှင်းလျောရှင်းကမိဘနှစ်ပါး parents ပေါ့နော်ကျော်ဒိုင်ကျော်ဒိုင်ကျော်ဒိုင်က siblings ညီကိုမောင်နှမတွေကိုပြောတာပါအာနီအာနီအာနီကကိုယ့်ရဲ့အကိုကိုနှံစားသုံးခြင်းအာနီအိုနီဆန်အိုနီဆန်အိုနီဆန်ဆိုတာက ကိုရဲ့အကိုလှမ်းခေါ်တဲ့အခါမှာအိုနီးဆန်နဲ့သုံးလို့ရတယ်လို့သူတစ်ပါးရဲ့အကိုကိုနန်စားသုံးခြင်းနဲ့အိုနီးဆန်နဲ့သုံးပါတယ်။အာနေအာနေအာနေကကိုရဲ့အမကိုနန်စားသုံးခြင်းအာနေ။အိုနေဆန်အိုနေဆန်အိုနေဆန်ဆိုတာကကိုရဲ့အမကိုလှမ်းအော်ခေါ် ကိုရဲ့အမကိုလှမ်းអော်ခေါ်တဲ့နေရာမှာလဲអ៊ុនេសានနဲ့သုံးလို့လို့သူတစ်ပါးရဲ့အမကိုနှံစားသုံးခြင်းနဲ့អ៊ុនេសានអូតូតូអូតូតូអូតូតូဆိုတာကကိုရဲ့ညီလေးသို့မဟုတ်မောင်လေးကိုနှံစားသုံးခြင်းရင်អូតូតូអូតូតូសានអូតូតូសានអូតូតូសានဆိုတာကမောင်လေးရဲ့ညီလေးရဲ့ဆိုပြီးလှမ်းခေါ်နေရာမှာသုံးလို့လို့မျိုးသူတစ်ပါးရဲ့မောင်လေးရဲ့ညီလေးတွေကိုနှံစားသုံးခြင်းနဲ့ 弟さん妹妹妹そらが子へ女まれを念座通じん妹妹さん妹さん妹さんそらが女まれへと乱越にまれ通とろとるばへ女まれを念座にね通じんね妹さんと通るやばれ外国外国外そらがあっぴんもの外へ漢字でね言いたい နောက်ကခူနီဆိုတာကတိုင်းပြည်ဒါပေမဲ့အတန်ထွက်သွားတာကြတော့ဂိုင်းခုခုလို့တော့ထွက်သွားတယ်အတန်ထွက်သွားတာကြတော့ဂိုင်းခုခုနဲ့အတန်ထွက်သွားတယ်နိုင်ငံခြားသို့မဟုတ်တိုင်းတစ်ပါးပေါ့နော်လီယူကာကုဆေလီယူကာကုဆေလီယူကာကုဆေဆိုတာကကြတော့နိုင်ငံခြားမှာပညာသင်တဲ့ကျောင်းသားကိုတုံးတာဖြစ်ပါတယ်ခူရာဆခူရာဆ kuraso ဆိုတာ english လို့ဆိုရင် class ပေါ့နော် english လို့ကို katakana နဲ့ kuraso class စာသင်ချိန်သို့မဟုတ်စာသင်တဲ့အတန်းပေါ့နော်နောက်တစ်ခုကအရှိမကိင္ကနံတစ်ခုခုပေါ့နော်တစ်နှစ်သုံးလေးသို့မဟုတ်တစ်ခုခုကိင္ကနံပါမယ်နောက်မှ ji kan ji kan ji kan ဆိုတာကအချိန်ကြာမြင့်နေပေါ့နော်ဥပမာတနာရီကြာမြင့်နေဆိုရင် ichi ji kan နာနာရီကြာမြင့်နေဆိုရင် ni ji kan ဇန်ချီကန်အဲ့လိုမျိုးလေးတွေဆက်ပြီးတော့ရေးထွက်သွားတာပေါ့နော်ချီကန်ဆိုတာကကြာမြင့်ခြင်းနိုင်ကြာမြင့်ခြင်းနောက်ရှိမှာကိန်းကနန်တစ်ခုခုပါပြီးတော့နောက်မှာရှူကန်ရှူကန်ရှူကန်ကကြာတော့ရေတရပတ်တွေကြာမြင့်ခြင်းပေါ့နော်တပတ်ကြာတယ်လို့ပြောခြင်း issue ကန်နှစ်ပတ်နိရှုကံ၃ဘတ်ဆိုရင်ဇန်ရှုကံအဲ့လိုမျိုးလေးဆက်ပြီးရေးထွက်တော့ရပါတယ်။နောက်တစ်ခုအရှိမကိကနဲတစ်ခုခုနောက်မှာခကေတ္တ ခါခဲချုဆိုတာကလတွေရဲ့ဂျာမန်ချိန်ကိုရေတွက်တဲ့နေရာမှာသုံးပါတယ်။ဥမာတလဂျာမန်ချိန်ဆိုရင်ဤခါခဲချုနလဂျာမန်နဲ့နီခါခဲချုသုံးလဂျာမန်နဲ့ဆိုရင်ဇန်ခါခဲချုအဲ့လိုလေးသုံးတာဖြစ်ပါတယ်။နောက်အရှိမကင်းကနဲ့ခုခုနဲ့နောက်မှာနန်ပေါ့နော် N E N နဲ့အတွက်တဲ့နန်ဒါကကြတော့နှစ်ဂျာမန်နဲ့ဟာလေးပေါ့နော်ဥမာတနှစ်ဆိုရင်ဤနန်နှစ်နှစ်နီနန်သုံးနှစ်စမ်းနံအဲ့လိုမျိုးလေးရေးထွက်သွားလို့ရပါတယ်เนาะ နောက်ခုအရှိမစာကြောင်းတစ်ခုခုဘုံဘုံစကလုံးတစ်ခုခုပါပြီးနောက်မှာ gura i gura i ဆိုတာက about ပေါ့နော် around တို့ about တို့သူကလောက်တို့မဟုတ်ခံပေါ့နော်ဥမာအာချင်းထဲမှာပန်းတိဘလောက်လောက်ရှိလဲ10လုံးလောက်ရှိမယ်ဒါဆိုအတိအကျတော့မဟုတ်ဘူးခံမှန်းချေ10လုံးလောက်ဒါဆိုရင် jukko kurai အဲ့လိုမျိုးပေါ့နော် dono kurai dono kurai ကခုနလိုမျိုး kurai ကို wh question နဲ့ပြန်ပြီးတော့မေးသလိုပေါ့နော် ဘလောက်လောက်ဆိုပုံစံမျိုးလေးပေါ့နော်ဘလောက်လောက်ရှိလဲမို့ရင်ဘလောက်လောက်ကြာလဲဘလောက်လောက်ကုန်ကြတယ်လဲအဲ့လိုမျိုးလေးပေါ့နော်ဒိုနိုခူရာယီခံမှန်းခြေကိုမေးတာဖြစ်ပါတယ်ဇမ်ဘူတဲ့ဇမ်ဘူတဲ့ဇမ်ဘူဆိုတာကအားလုံးပေါင်းသုံးဖို့စုစုပေါင်းပြောတာပါဇမ်ဘူတဲ့အားလုံးဆိုရင်တော့ဖြင့်အဲ့လိုမျိုးလေးပေါ့နော်မင်းနာမင်းနာမင်းနာဆိုတာကအားလုံးကိုပြောတာပေါ့နော် လူတွေမှာလည်းသုံးလို့ရလို့အရာဝတ္ထုတွေလည်းသုံးလို့ရတယ်ဥပမာမင်းနာဆန်ဆိုရင်အားလုံးပဲရှင်းအဲ့လိုမျိုးပြောတာပေါ့နော်ဒါမှမဟုတ်ရှင်လည်းမင်းနာတဲ့အားလုံးနဲ့ဝေမျှပြီးတော့စားတောက်လိုက်မယ်အဲ့လိုမျိုးဆိုရင်လည်းမင်းနာနဲ့သုံးလို့ရပါတယ်နော်နောက်အရှိမအကြောင်းအရာတစ်ခုသုံးမဟုတ်သကလုံးတစ်ခုခုရှိပြီးတော့နောက်မှာဓာခဲဓာခဲဆိုတာကဓာမျှဓာဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ဒါမှမဟုတ်ရှင်လဲแท้ပဲလို့လဲแท้ပဲလို့လဲ အတိပဲပြောလို့ရတယ်ဥမာ hitori dake တယောက်တည်းပဲဒါမှမဟုတ်ရှင် sanin dake သုံးယောက်တည်းပဲကိုကဒီဟာကိုနဲတဲ့ကိန်းကနန်းလို့ကိုဘက်ကနေယူဆပြီးတော့ပြောချင်လို့ရှင် dake နဲ့ သုံးလို့ရတယ်ဥမာပိရက်ကတော့တစ်လလုံးမှာတရက်ပဲရှိတယ်ဒါဆိုရှင် ichinichi dake das တရက်ပဲဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်ဒါမျှဒါဘုံထဲပဲဆိုတဲ့အတိပဲလေးပါ kashikomari mashita kashikomari mashita ခါရှိကိုမာရီမတ်တာကကြောင့်ဝါခါရီမတ်တာနဲ့တူတူပါပဲပို့ပြီးတော့ယဉ်ကျေးတဲ့အတုံးနှုံးလေးပေါ့နော်နားလေပါပြီရှင်နားလေပါပြီခမရဆိုတဲ့အဓိပ္ပာယ်လေးပါအီယိုတန်ကီဒက်စ်နဲအီအီအိုတန်ကီဒက်စ်နဲအီအီအကြောင်းကောင်းတော့ပေါ့နော် thank you อ่ะจ้ะတော့ยาติอุรุဒါဆိုရင်ยาติอุรุကောင်းတယ်เนาะยาติอุรุตายရတယ်เนาะလို့ပြောချင်တာဗောเนาะဒီ၄ดาวกวนนี่เนี่ยโอ၄ကแท้ပြောလဲရတယ်แท้မပြောလဲရတယ်แท้ပြောလို့ရှင်ပို့ပြီးတော့ယဉ်ကျေးတာဗောเนาะ いい天気ですね。どうもいいお天気ですね。やでうるたやれの。お出かけですかお出かけですかお出かけですかそらが、あ、便とわむろらと見れてぽんさんでぼの。うま、こうは真ん中まこうやえんべなあるてようね、追いてかま。お、便とわむろら、え、抜せてぽんさんでぼの。お出かけですか便とわむろら、便とわむろらぼの。ちょっと何々まで。 ချောတိုနာနီနာနီမာဒဲသတ်ပေါ့နော်ဟွန်းဒီနားလောက်ကလေးပဲလို့ပြောချင်ပေါ့နော်ဥမာချောတိုအာဖန်ညာမာဒဲသတ်ဒါဆိုရင်ဒီနားလေးကပေါမုံဆိုင်လေးတယ်မဲအဲ့လိုမျိုးပြောတဲ့ပုံစံလေးပေါ့နော်ချောတိုယူဘင်ကကူမာဒဲဆိုရင်ဟွန်းဒီနားကစားတိုက်ယုံလေးနားလောက်ပါပဲအဲ့လိုမျိုးပြောချင်တာလေးပေါ့နော်いってらっしゃいいってらっしゃい ဧသရရှိုက်ဆိုတာကသွားလိုက်အောင်နော်ဆိုပြီးနှုတ်ဆက်လိုက်တာပေါ့နော်သွားမဲ့သူကိုနှုတ်ဆက်လိုက်တဲ့ပုံစံမျိုးပေါ့နော်ဧသရရှိုက်အေးသွားလိုက်အောင်နော်ဧသကီမတ်စ်ဧသကီမတ်စ်ဒါကကြတော့ထွက်သွားမဲ့လူကနှုတ်ဆက်တာပေါ့နော်โอเคသွားပြီးပြန်လာခဲ့မယ်နော်သွားလိုက်အောင်မယ်နော်လို့ပြောတဲ့အဓိပ္ပာယ်လေးပေါ့နော်ဧသကီမတ်စ်သွားလိုက်ပါအောင်မယ်ဖူနာဘင်းဖူနာဘင်းဖူနာဘင်းကကြတော့ရေချောင်းဖြစ်ပစ္စည်းပို့ခြင်းပေါ့နော်အရှိယဖူနဲဆိုတဲ့ခန်းကြီးလေးက သင်မောပေါ့နော်အနောက်ကကျတော့ယူဘင်းကျော်ခုတုံးကဘင်းလီပေါ့နော်ဆိုတော့ဖနာဘင်းကကျတော့ရေချောင်းဖြစ်ပစ္စည်းပို့ခြင်းခိုးခုဘင်းခိုးခုဘင်းခိုးခုဘင်းကကျတော့လေချောင်းဖြစ်ခရီးလေချောင်းဖြစ်ပစ္စည်းပို့ခြင်းပေါ့နော်ဥမာဒီလင်းရင်းနေပိုင်းနဲ့ပစ္စည်းပို့ဆောင်တာကိုခိုးခုဘင်းသူနဲ့အိပဲတူတူပဲကအဲရမဲရူ ်အဲရမဲရူအဲရမဲရူကကျတော့ English လို့အဲမေးပေါ့နော်အဲ့ဒါကိုခါတာခါတာနဲ့ရေးထားတာအဲရမဲရူလေချောင်းဖြစ်ပို့ခြင်းပဲပေါ့နော်お願いしますお願いしますတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်ခုနောက်လိုမျိုးကိုပြစ်ကိုပို့ခြင်းတဲ့ပစ္စည်းလေးတစ်ခုကိုကိုကလေချောင်းနဲ့ပို့ပေးပါお願いしますတောင်းဆိုပါတယ်ဒါမှမဟုတ်ရှင်လည်းရေချောင်းနဲ့ပို့ပေးပါお願いしますတောင်းဆိုပါတယ်အဲ့လိုမျိုးလေးပေါ့နော်နောက် အရှိမကိန်းကနန်ခုခုနဲ့နောက်မှာနင်းစွာလေးပါလို့ရှိရင်ဒါကလူဥယျာဉ်တွေကိုရေထွက်တဲ့ခါမှာသုံးလို့ရတယ်ပေါ့နော်လူဥယျာဉ်တွေကိုကြာတော့သူကသုံးကနေစပြီးတော့စမ်းနှင်းနဲ့သုံးတယ်အရှိကတစ်နဲ့နှစ်ကကြာတော့ဟီတိုရီဖူတာရီအဲ့လိုမျိုးသူက special အတန်ထွက်လေးနဲ့သုံးထွက်သွားတယ်ပေါ့နော်အနောက်မှာပြီးရင်သုံးယောက်ကနေစပြီးတော့စမ်းနှင်းယော်နှင်းဂေါ်နှင်းဆိုပြီးတော့ဆက်ပြီးတော့ရေထွက်သွားလို့ရပါတယ် ောက်ပြီးအရှိမကိန်းကနဲ့တစ်ခုခုနဲ့နောက်မှာဒိုင်ပေါ့နော်ဒိုင်ကကျတော့ဆက်ပစ္စည်းတွေကိုရေထွက်တဲ့အခါမှာသုံးလို့ရပါတယ်ဥပမာ ichi dai ni dai san dai ဒါဆိုရင်ဆက်တစ်လုံးနှလုံးသုံးလုံးပေါ့သူက laptop တို့ကားပစ္စည်းတို့ကားတို့ဘာတို့ပြုလို့ရှိရင်ရေခဲတစ်သားတို့အဲ့လိုမျိုးဆက်ပစ္စည်းတွေကိုရေထွက်တဲ့အခါမှာဒိုင်လေးနဲ့ရေထွက်ပါတယ် နောက်ခါကျတော့အရွက်တို့အချက်တို့အပြားတို့အဟာတွေကိုရေထွက်မယ်ဆိုလို့ရှိရင်မိုင်နဲ့ရေထွက်တယ်ပေါ့နော်။တရွက်နှစ်ရွက်သုံးရွက်ဆိုရင်အချီမိုင်နီးမိုင်ဇမ်းမိုင်အဲ့လိုမျိုးလေးရေထွက်လို့ရပါတယ်။နောက်အရှိမကင်းနဲ့ကုန်းနဲ့နောက်မှာကိုင်းပေါ့နော်။ဒီကိုင်းလေးကကျတော့အချိန်ရေထွက်ကိုရေထွက်တဲ့ခန်းကြီးလေးနဲ့အတန်ထွက်ပေါ့နော်။ဆိုတော့တစ်ချိန်နှစ်ချိန်သုံးချိန်ဆိုရင်အကိုင်းနီးကိုင်းဇမ်းကိုင်းအဲ့လိုမျိုးသုံးလို့ရပါတယ်နော်။အဲ့လိုမျိုးရေထွက်လို့ရပါတယ်နော်။ နောက်အရှိမကင်းကနန်ကူရနာမှာစစ်ဆိုလို့ရှိရင်လည်းသူကပစ္စည်းလေးတွေကိုရွတ်တဲ့ခါမှာသုံးလို့ရပါတယ်။ဥပမာတစ်ခုနှစ်ခုသုံးခုဆိုရင်ဟီတိုတ်ဖူတာတ်မီတ်စသဖြင့်သုံးလို့ရပါတယ်။ဒါလေးတွေကို grammar lesson လေးမှာအကျယ်တဝင်းရှင်းပြသွားမှာဖြစ်ပါတယ်။ဒီနေ့ရဲ့သင်ခန်းစာလေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်တွေ့ကြမယ်နော်။それではまた次の動画で会いましょう。バイバイ。